ီတခါတော့ American ကုန်သွယ်ရေးစပွေချီမှာတချို့လူတွေကပြောကြတယ် American ပဲကြအရှုံးနိုင်ချေရှိတယ်ဆိုပြီးမှပြောနေကြတယ်ပေါ့နော်တကယ်ရောဒီကိစ္စကြီးကဖြစ်နိုင်ချေရှိမလားဆိုတာဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်တယ်ဆိုတော့ကျွန်တော်ကအဓိကဖြစ်တော့တက်တင်တဲ့တကွာဗီဒီယိုလေးကို sharing လုပ်ပြီးမှပဲကြည့်ကြည့်ရအောင်အခုကျွန်တော်တို့လုံးဝကြက်ထနေတဲ့ဗီဒီယိုလူထုတော်မင်းမြတ်ဆန္ဒပြနေတဲ့ကိစ္စအကြီး Dodge ကိစ္စပေါ့နော် ဒေါစကအလုတ်တမဖက်ဒရယ်အလုတ်တမတွေကိုသူတို့အလုတ်ကနေထုတ်ခိုင်းတာကကျွန်တော်တို့ထင်တော့များခဲ့လားမများဘူးလားကြည်ကြည်အောင်ပြီးတော့အခုဒေါ်နယ်ထရမ့်ရဲ့အခွင့်ကောက်ရဲ့ကိစ္စကြီးမှာဘယ်လူမျိုး company တွေစက်ယုံတွေကိုအထိနာမှုရှိနိုင်ချေရှိတယ်ဒါတွေကိုကျွန်တော်ကြည်ကြည်အောင်ဆိုတော့ဒီကပအကုန်သွေးရေးစပွဲကြီးမှာဒေါ်နယ်ထရမ့်ဒါမှမဟုတ်အမေရိကန်ကြအဆုံးလိုက်ချေရှိလား ဒါတွေကိုကျွန်တော်တို့ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်။ Donald Trump အဓိကအလူချင်းဆုံးကဘာဖြစ်လဲဆိုတော့သူ့နိုင်ငံမှာ company တွေအများကြီးတည်ထောင်ဖို့စက်ရုံတွေအများကြီးတည်ထောင်ဖို့ဒါမှအမေရိကန်နိုင်ငံသားတွေကလည်းအလုပ်ကောင်းကောင်းရလစာကောင်းကောင်းရပေါ့နော်။အဲ့လိုမျိုးသူကဖြစ်စေချင်တာ။ဒါသူ့ရဲ့ပထမအိုးဆုံး purpose ဖြစ်နေတယ်ပေါ့နော်။ဆိုတော့သူက tariff လို့ချိနာဖြစ်တခြားနိုင်ငံတွေက US မှာလာပြီးမှ company တွေတည်ထောင်လိုက်မယ်ဆေးရုံတွေတည်ထောင်လိုက်မယ် oh sorry factory တွေတည်ထောင်လိုက်မယ်ပေါ့နော် အဲ့လိုနည်းနဲ့အမေရိကန်နိုင်ငံကအလို့ကျွန်တော်တို့ကတီထွင်နိုင်မယ်ဆိုပြီးမှသူ့ရဲ့ပထမဖြစ်ခဲ့တယ် YouTube ပေါ့ဒုတိယ YouTube ကတခြားနိုင်ငံကလည်းသူတို့ရဲ့အခွင့်အောက်တွေကို short ချမှတာကျွန်တော်တို့လည်းအခွင့် short ချမယ်ပေါ့အဲ့လိုဖြစ်တယ်ဒါပေမဲ့တခြားကမ္ဘာနိုင်ငံတွေကသူတို့ရဲ့အခွင့်အောက်ကို short မချပေးနဲ့တက်လေလေဆိုတော့ US ကလည်းတက်လေလေဖြစ်မှာပဲအစည်းကြီးလေလေဖြစ်မှာပဲဒါပေမဲ့ဒီကိစ္စအကြီးကဒေါ်နယ်ထရမ့်ကစားကွက်ကြီးက သူတာအောင်မမှုရခိမေဆွေတော့တော်တော်လေးကို US တမိုင်းမှာလုံးဝပြောင်းလဲနိုင်တယ်တမနာချီဖြစ်နိုင်ချေရှိတယ် US တမိုင်းတောင်မှမဟုတ်ဘူးနော်ကမ္ဘာရဲ့ global trade တောင်မှဒေါ်ထရမ်ကအဲ့ဒီ global trade ရဲ့နီးစနစ်ကြီးကို reverse လုပ်ပလိုက်တာပြောင်းပြန်လုပ်ဖို့ကြိုးစားနေတယ်ပေါ့နော်ဆိုတော့သူကဒီကိစ္စမှာအရေးအရေးတကြီးအယူဆဆိုင်နေတယ်အဲ့လိုပဲသူတာအောင်မမှုရှိခဲ့မယ်ဆိုတော့တော်တော်လေးတော့တမိုင်းကောင်းကြီးခဲ့လိမ့်မယ်တော်တော်ကြာနေပေါ့နော်ဟို လမ်းတဝက်မှာကြာရှုံးမယ်ဆိုတော့သူလေးတတို့လေးအရှက်ကွေးနေချေရှိတယ်။ဘာပဲဖြစ်ဖြစ်အခုလောလောဆယ်တော့တရင်ကောင်းနေတော့ရှိနေစေဖြစ်နေတယ်။အခုစန္ဒပြတာတို့ဟာပြတာတို့ကျွန်တော်တို့တွေ့တယ်ဆိုတော့ကျွန်တော်တို့တတို့လေးကိုစိတ်တကြနေတဲ့ချိန်တွေမျိုးဖြစ်နေတယ်ပေါ့နော် US နိုင်ငံသားအတွက်ပေါ့ကျွန်တော်တို့ကတော့ US မှာမရှိဘူးဆိုတော့အဲ့လောက်ထိတော့ပူတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကမ္ဘာရဲ့စီးပွားရေးကြီးနေတဲ့ဆိုင်တွေကစကြီးဖြစ်တယ်ဆိုတော့ဒါဆိုတော့ဒီကိစ္စချစ်ချစ်အောင် အခုနှစ်လမှာတဲ့နှစ်လမှာ US အစူရကအလုတ်အတစ်ပေါ့နော်နှစ်သိန်းနဲ့ခုနှစ်တောင်းနဲ့ရှစ်ထောင်အလုတ်အတစ်သူတို့ကတည်ယူလာခဲ့တယ်အလုတ်ရှာပေးခဲ့တယ်ပေါ့အလုတ်ရှာပေးလိုက်ခဲ့တယ်ပေါ့နော်ဒါပထမဒုတိယက Elon Musk နဲ့ဦးဆောင်နေတဲ့ Dodge ကအလုတ်သားတွေကိုထုတ်ပေးတာဘယ်သူတွေလဲဆိုတော့ကြည့်ကြအောင်ကျွန်တော်တို့ထင်တယ်လို့လူဦးရေများတယ်လားဆိုကြည့်ကြအောင် Okay ဗီဒီယိုလေးကို share ပြီးပါကြည့်ကြအောင်ပေါ့နော် all right ကောင်းဒီဥစားလေးကိုကောင်းကောင်းနဲ့နားထောင်ပေးကြပါပရိသတ်တို့အရေးကြီးနေတယ်ဆိုတော့အခု January February နှစ်လအတွင်းမှာနှစ်လအတွင်းမှာအလောက်က2000နဲ့9000နဲ့8000အတိ job creation လုပ်ခဲ့တာပေါ့နော်အလောက်အတိတွေရခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုး2000နဲ့9000 9000နဲ့8000အလောက်အတိ US က US အစုအယက ေါ်ဆောင်နိုင်ခဲ့တော့ညာလေးပဲအဲ့ဒီအန်အလုတ်လက်မဲ့ပေါ့နော်အလုတ်လက်မဲ့ကတော့4.2%ရှိနေစေဖြစ်တယ်စလူရဲ့တဘောကအလုတ်လက်မဲ့ကနည်းနည်းတော့မိနေသေးတယ်ဘာဖြစ်လို့အလုတ်လက်မဲ့တွေကများခဲ့တယ်ဆိုတော့အခု tariff ကိစ္စအကြောင်းလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ထင်တော့တော့မဆူဘူးပေါ့ကြည့်ရအောင် about the march jobs report released moments ago and it shows that the U.S. really added, good, really good. It shows the U.S. added 228,000 jobs last month, well above the 140,000 that economists had expected. The honest. So, no, economics got uh, the thing that uh, late on now, well, no, a lot of this is not to look သူတို့မြို့လင့်ထားတဲ့ကြော်ပြီးမှကွာနှစ်သိန်းနဲ့အလုတ်အသစ်နှစ်သိန်းနဲ့ခေါင်းတောင်းလို့ရှိထောင်အထီးရလာတယ်ပေါ့အလုတ်ကတော်လေးကိုတက်လာတယ်ပေါ့နော်အလုတ်ကရှိလာတယ် The employment rate ticked up to 42 percent. That may of 4.2 percent ठी တော့မြင့်နေစေဖြစ်တယ်ပေါ့နော် comes against the backdrop of the market plunging yet again ahead of the opening bell and continued reaction to the widespread tariffs levied this week by the Donald Trump administration joining us now live from the New York Stock Exchange is NBC News senior business correspondent Christine Romans. So tie these things together here. But he said over here, what are you talking about? No, 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 no. He said over here, I'm talking about this, this one. Look at this. Look, open your eyes, bro. I'm not talking about your data. I'm talking about this data. The apprehension there on Wall Street about these tariffs, but a bigger than expected jobs report yeah, all out dread about tariffs, honestly, what it's going to do to business, what it's going to do to economies, what it's going to do to markets. And then you have the backdrop, John, of this of this durable, resilient American labor market. When you're creating more than a quarter of a million jobs, that is a great great tailwind to have heading into something as unknown as what the president is doing uh, with his tariffs trying to remake the global uh, the global system ဆိုတော့အခုလက်ရှိအခြေအနေမှာတော့အမေရိကန်ရဲ့ market ကြီးကပေါ့နော်အလောက်ထိကျွန်တော်တို့ထင်တယ်လို့လုံးဝတဟုန်ဟုန်ကြတာမဟုတ်ပါဘူးသူတို့ကအလုပ်တောင်ပူပူများလာတယ်ပေါ့နော်ဆိုတော့အခု Trump ကအဲ့ဒီ tariff အခွင့်အရေးစကလည်းဒီ global ရဲ့ system ကြီးကိုကပကုန်သွင်း နီးစနစ်ကြီးကူသူကပြောင်းလဲလိုက်ချင်တာပေါ့နော်ထရမ့်က So the unemployment rate ticking up a little bit most economists not too concerned about that. ဆိုတော့အခုနအလုံးလက်မိတ်ကတော့နည်းနည်းတော့မစ်လာတယ်။ဒါပေမဲ့စီးပွားရေးတမားရှင်တွေပညာရှင်တွေကတော့အလောက်ထိစိတ်ပူစရာမကောင်းဘူးလို့ပြောနေကြတယ်ပေါ့နော်။ဒီကိစ္စကတော့ပုံမှန်သောအဖြစ်ဖြစ်ပျက်လက်ရှိတဲ့ဖြစ်လက်ဖြစ်ထားရှိတဲ့အရာဖြစ်ပါလို့ဆိုတော့ပြောနေကြတယ်ပေါ့နော်။ watching these numbers, but certainly it just shows you looking back in the rearview mirror, heading into this potential global trade war, the U.S. economy, the American labor market was still pretty, pretty resilient. So, aku kabaji ne kwa di kung tu ye si po ji pin ne si ma. U.S. market, U.S. labor ka ro aku ti ati na ye ne si pin ne le. Bono kanai si si pin ne le. Aku ti do kong ne si pin ne bono. And this note to you that there were 4000 federal jobs lost in that အမ4000ဘောနော်အဲ့ဒီ federal အစုရမှာ၄000လောက်ကပဲအဲ့ဒီသူတို့ကအလုပ်ကအရှုံးရှုံးခေရတာကွာ Elon Musk တို့ကဖြုတ်ထားတယ်လို့ပြောရမှာပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဆိုတော့တနည်းအားဖြင့်4000ကမများပါဘူးတော်တော်လေးနည်းပါသေးတယ်ဒါမဲ့တခြား data တွေလေးကြည့်ကြည့်အောင်တစ်ချက်လောက်ပေါ့နော် that's just the tip of the spear, I think, for what yes. we'll yes. be in the weeks and months ahead when tens of thousands of federal government workers will start showing up in these numbers. So again, we're viewing... အဲ့ဒီအလို့သားအစုရအလို့သားတွေကလည်းအခုရုံးတွေလက်တက်လာကြခဲ့တာကိုထရမ့်နဲ့အီလွန်ကပြောလို့ဆိုတော့မင်းတို့ရုံးမတက်ဘူးဆိုရင်အလို့ထုတ်လိုက်တော့ဆိုမပြောလာကြတယ်အလို့ထွက်လိုက်တော့ဆိုမပြောလာကြတယ်ဒါမဲ့အခုကအဲ့ဒီအလို့မလို့ချင်တဲ့လူတွေကိုကျွန်တော်တို့မလို့တော့အမှုပါငါပြောတဲ့လူတွေကအခုရုံးပြန်တက်လာကြတယ်ပေါ့နော် <laughs> sure. those cuts really showing up yet you don't have tariff impacts yet ဆိုတော့ဒါပေမဲ့အခုလောလောဆယ်တော့အဲ့ဒီ those ရဲ့ဖြတ်ဖြတ်ဖြတ်ခတ်မှုကတော့ကျွန်တော်တို့အခုထိမသိသေးပါဘူးသိစိတ်တော့ပြီးတော့ tariff ရဲ့အာ impact ကလည်းအခုထိတော့တိတိတတ်တာမတွေ့ရသေးပါဘူးပေါ့နော် shows you the starting point of the american economy heading into this new phase for the trump administration အာဆိုတော့ဒီတစ်ခါတော့လုံးဝကဘာတိ နော် top ပြောသလို golden age ပေါ့နော်ဆိုရောင်ခက်တိကတို့ပြောင်းလဲလာမှုရှိပါတယ်တဲ့ကဲဒါရှင်တော့ဒီနေ့ကြည့်အောင်ဒီနေ့ကတော်တော်လေးရေးကြည့်နေတယ်ဒီ tariff ကိစ္စကအဓိက American ရဲ့ company တွေမှာတော်တော်လေးထိခိုက်မှုရှိမဲ့ company တွေကတော့ construction တွေဖြစ်နေတယ်ကားထုတ်လုပ်တဲ့ company တွေဖြစ်နေတယ်ပြီးတော့ department of storing ဖြစ်နေတယ်ဆိုတော့ဒီလူတွေကဒုက္ခကြုံနိုင်ခြေရှိတယ်ပေါ့နော်ဒီအခွင့်ကိစ္စအကြောင်းပေါ့ report I have construction, motor vehicles and parts, and department stores because these could be the groups that might be impacted by the tariffs going forward. Although I want to point out, this is the March jobs report, so it preceded a lot of the tariff action that, of course, we were talking about, which happened this week. But construction jobs uh, actually added 13,000 in the month. Motor, motor vehicle uh, and parts manufacturing basically went flat through the month, and department stores, again, retail, you can imagine if there is a pullback in activity at the targets and Walmarts of the world, this could get impacted. We need so, to ျဆုံးနိုင်ခြေရှိတယ်။ဒီမှာတော့1300ကျော်ပေါ့နော်။ဆိုတော့အခုလာမဲ့ဒီ tariff ကြောင့်ဒုက္ခကြုံနိုင်ခြေရှိတဲ့ company တွေကတာပဲ။ဆိုတော့ကျွန်တော်တို့ထင်တယ်လို့အလောက်ကြီးကြီးမားမားမဟုတ်ဘူးလို့ကျွန်တော်တို့တွေးလို့ရတယ်ပေါ့နော်။ဒါဆိုတော့ဒီနေရာမှာကြီးကြီးအောင်တစ်ချက်လောက်ဒီမှာရေးကြီးနေတယ်။ဒီမှာဒီမှာရေးကြီးတာပါလဲဆိုတော့ Federal Government Employment အမေရိကန်ရဲ့အစူရဝန်ထမ်းလို့ပြောရမှာပေါ့ကွာကျွန်တော်တို့တနည်းအားဖြင့်ပြောရမယ်ဆိုတော့နှစ်တန်းနဲ့အာနှစ်တန်းကျော်ဖြစ်နေတယ်ပေါ့နော်2.4 million ရှိနေတယ်အမေရိကန်ရဲ့အစူရဝန်ထမ်းတွေအဲ့ဒီထဲမှာ9,500လောက်ပဲဒေါ်လာထရမ်နဲ့အီလွန်ကအလောက်ကနေဖြုတ်ဖို့နည်းနည်းဖြတ်ဖို့လုပ်နေတယ်ပေါ့နော်ဆိုတော့နှစ်တန်းကြာမှာ9,500ကကျွန်တော်တို့ ထင်ထားသူတို့အလောက်ဒီလေကြီးကျယ်တာမျိုးမဟုတ်ဘူးပေါ့ဒါတော်မှအများအဖြစ်သူတို့ကတွတ်ထားတာနော်တချို့လူတွေကဒီကိစ္စတွေကအဆူရကလက်ရှိလုပ်နေစေဖြစ်နေတယ်အလုံးလုံးနေစေဖြစ်နေတယ်ဒေါ့ရှ်ကသူတို့ကိုကန်လှမ်းထားတယ်မင်းတို့အလုံးထွက်တယ်ဆိုတော့ကျွန်တော်တို့လာစားနဲ့ package နဲ့နော်ခန်းစားခွင့်တွေနဲ့ပေးမယ်ဆိုပြီးမှကန်လှမ်းထားတဲ့လူတွေဖြစ်နေတယ်နော်ဆိုတော့ လင်းနင်းကဘူးတူလေဘာအချလိုဘာကတ်တာလေဟိုကတ်ဟိုကတ်ဒီကတ်ဘာဘာကိုပြောရလဲအဲ့ခွေးတရောင်းစားဘာပြောရလဲဆလပီကြီးအောင် before i go into the numbers that we saw in this report again as far as the number ha min no a le kwa ji ji ba chuno ka data ku pya ni da kwa tet tin ne thaw tha ne pya ni da kwa min no ba lo ngi thwa ni da le nga le chi kwa chuno wa ku pa opinion ni pyo da mo bu ho ka dik ka pyo da mo bu ma a kong lo pyo da အဆူးဆိုတော့အဆူးတဲ့အတိုင်းပြောတာကွာကောင်းတယ်ဆိုတော့ကောင်းတဲ့အတိုင်းပြောတာကွာဟာဒီလူတွေကတော်တော်လေးကိုဒုံကြတာပဲအာ Number of federal workers that reportedly accepted the Doge offer again that was of some, as of some time ago as of February 12th uh, apparently there were 75,000 federal workers So Eddie ခုနတောင်းနဲ့ငါးချောင်းက Doge ကအလုပ်ထွက်မှုရတော့ကန့်လန့်ထားတဲ့လူတွေဖြစ်နေတယ်ဆိုတော့ဒီလူတွေတချို့ကအဲ့ဒါကို accept လို့လက်ခံတယ်ပေါ့နော် quote unquote buyout offer. Uh, first off, as a sliver of the overall workforce of federal employees, if you exclude the Postal Service, that's 2.4 million. 75,000 as a fraction of 2.4 million is not a huge number, but this yeah. is report doesn't even tell us that 75,000 people were laid off or are no longer working in the federal government. In fact, this report showed us that just uh, a contraction of 3.2 thousand. So again, as uh, Elon Musk and President Trump uh, kind of tout the shrinking of the federal government, we saw a contraction of just three. 哎，你看到呢？牙疼、痛胖了，啊，工龙干了，穿没了，地地没皮，地不薄了。<laughs> 2000 jobs in the federal workforce in the month of March as a fraction of 2.4 million ကောင်ကဆောက်မင်းတရင်တရင်ကောင်ကတစ်ဖက်တဲ့ကောင်းဆောင်ကိုပြောနေလီးလာကောင်ကလည်းခီးတမတတိယနှစ်တော့တခေါ်မင်းပြတာပြတာမတွေ့ဘူးလားငါလုံးမသားရဲ့ that's really small. But it's even a small fraction of the claimed amount of people that were supposed to take the Doge buyout offer. Although there are, of course, some methodological questions about whether or not maybe they won't be classified as not working in the government until the end of that offer period, which I believe the payout is through the end of this year or through maybe the fall of this year. Maybe that's when we start to see the full impact of that. Uh, I don't know. ဒီနှစ်ကုန်လောက်မှာပဲကျွန်တော်တို့ကအဲ့ဒီ2.4 million ထဲကနေ ဘေဘယ်နေရောက်ပေါ့နော်ဝန်ထမ်းဘယ်နေရောက်ကအလုပ်ထုတ်မလဲဆိုတော့တီချာရှင်းလေးဆိုတော့တီးတာလိမ့်မယ်ဆိုတော့အခုထိတော့မတီးသေးဘူးပေါ့နော်ကဲအဲမယုံရင်တော့ကိစ္စမရှိဘူးမင်းတို့ကအဲ့ဒီခဏနေကိုကြိုက်တလို့ရေးတာပဲ Oh my god how come you အဲ့ဒီလင်းနေဆိုတော့က Are you dumb fuck ဒီတရင်တွေကတကဘာလုံးကိုချပြချပြနေတဲ့တရင်တွေကြီးကွာ မင်းကမြန်မာပြည်လူမောစာမတက်တဲ့ပေးမတက်တဲ့လူတွေကိုသွားပြီးလင်လို့ရတဲ့အနေထားလို့ခင်ဗျထင်နေလား I mean like what's where's your brain you dumb fuck American မှာပြည်သူလူထုရှိမှချပြနေတဲ့ data ကြီးကသူတို့ဘာသာသူတို့ကြိုက်တယ်လို့ရေးလို့မရဘူး American people are not stupid Oh my god Eddie Lining ကအဲ့ဒီ number ကြီးကကြိုက်တယ်လို့ရေးလို့ရတာပဲ မင်းကသွားပြီးမှကြိုက်တယ်လို့ရေးပြီးမှခမရတို့ယွာမှာသွားပြီးမှလူတွေကိုလင်းလေလှိစားနေတယ်အစ်စ်လို့မဟုတ်ဘူးသူတို့ကနော်ကဘာတိရှင်ကြလူတိရှင်ကြရေးထားတာကွာအခုကိုကဲမှလည်းသွားခေါက်ကြည့်အမေရိကန်ရဲ့ Federal Worker ဘလောက်လဲ2.5 million or 3 million အဲ့ဒီဂျာရီမှာပဲရှိနေတယ်နံပါတ်ကအဲ့လောက်ထိမကွာဘူးအဲ့အဲ့ဒီ linen က Oh my god Vietnam called today they care for products at a rate of 90% You can't even find an American made product in Vietnam unless it's an old landmine. Yeah. Nam says they're ready to drop their tariffs from 90 to 0. Wow. Okay. ဒါကတော့အခုကျွန်တော်ပြန်ပြောမယ်မင်းတို့ယုံချင်ယုံမယုံရင်မယုံနဲ့နော်ခုနလီနေတို့ခုနကောင်တို့ဖားနေပြန်လို့ပြောတော့စောက်တောင်းစောက်တွေမင်းတို့ယုံချင်ယုံမယုံချင်မယုံနဲ့နော်သူပြောနေတာပါလဲဆိုတော့အခုဗီယက်နမ်က90 to 0ကနေကျလာတဲ့သူတို့အခုကိစ္စပါဘောနော် tariff ကိစ္စ နော်90 to 0 guys ဆိုတော့ American က Vietnam ရဲ့ product တိတ်တုံးတာလည်းမဟုတ်ဘူးဒါမဲ့ Vietnam ကအခွင့်ကောက်ခဲ့တာ90%နော်အခု Donald Trump ကအဲ့ဒီအခွင့်ကောက်စအခွင့်ကိစ္စပြောပြနေတော့ပိုင်းမှာ90ကနေ0 0ဖက်သူတို့က show ချဖူးလောက်တာလည်းသူပြောထားတယ်ဆိုတော့ again ဘရစ်တန်တို့ယုံချင်ယုံယုံချင်မယုံနဲ့58,000 Americans died there. We should be able to sell them Chevys. Argentina wants to go down to 0% too. Eh Argentina ga le edi akun 0% ne be Trump lu ga eda. Trump lu ga la free trade lu ga lo. Min ga akun kaum mae swin chunu lo le ga ma kaum bu swin ma kaum Trump lu china eda. The president is the guy that gave Elon the chainsaw. He says friends will be friends. India is cutting a trade agreement in the coming days. That's over a billion. Eh. Hey. အိန္ဒိယကလည်းနော် agreement သဘောတူညီချက်နဲ့လာလာတယ် customers our companies will get access to Mm. South Korea is going all out to get a good deal. Yeah, it's not. South Korea got a deal to come in and take No? Korea knows a thing or two about tariffs. Eh, mo mo chano pao gui ra, chano a yen sai tu ra ba le, so no chano kha prita do shi ma, tet tin ne de kwa shin pya khe ra kwa. A ra chi ku chano kwa pit la ti ni cha ra, me ka ho phe party phe pha lo byo ni cha ra. Eri kue baby malu bela no. Get into that market, and they're an Asian powerhouse. The Europeans are coming to the table. They're willing to drop their automobile tariffs from 10% to 2.5. Damn! Aku Europe kan lah bima. 10% mah Europe bu. Jangan lo 2.5 mah Europe mesu bima US ni ni naik dulu dah le. Trump lucu nak kaya ထရမ့်လူချင်းသားကဲ့ဒါနော်ထရမ့်ကမင်းတို့အခွန်များကြီးကောက်တယ်ဆိုရင်ကျွန်တော်တို့လည်းကောက်မယ်ခမရတို့နင်းနင်းလေးကောက်မယ်ဆိုရင်ကျွန်တော်တို့လည်းနင်းနင်းလေးကောက်မယ်ဆိုမှပြောထားတာအခုကဆောက်ကူရီးယားကလည်းရှော့လာတယ်ဗီယက်နမ်ကရှော့လာတယ်အာဂျင်တီးနားကရှော့လာတယ်အိန္ဒိယကရှော့လာတယ်ယူရိုပ်ကသူတို့ရဲ့ကားတွေကိုရှော့လာတယ်10% to 2. something နော် 2. something ရှော့လာတယ်ဒေါ်နယ်ထရမ့်လူချင်းသားကဲ့ဒါ ဒါဆိုတော့ဒီကုံတွင်ယေစီပွေးချီမှာဘသူအောင်လဲဘသူရှုံးလဲပြတ်တတ်တော့เนาะသူပြောတာခင်ဗျားတို့ယုံရင်ယုံမယုံရင်မယုံနဲ့ again เนาะ promising to buy american energy and weaponry အဲဆိုတော့ american ရဲ့ energy ကိုယူရိုပကဝယ်မယ်ဆိုပြီးမှဂရိပေးဂရိပေးတယ်ပြီးတော့ american ထုတ်ရလက်နက်တွေကိုဝယ်မယ်ဆိုပြီးမှယူရိုပကဂရိပေးတယ်ဒါက deal donald trump ရဲ့ deal ဆိုတာဒါ they've said president trump will buy more natural gas more armaments They said SoftBank's investing half a trillion dollars in America, and Trump said no. Keep going. What else? All right. Okay, ta ba lo da da အဲ့ဒီနေရာလေးကိုကျွန်တော်ပြချင်တာပရိသတ်တို့ကို Again အဲ့ဒီစောက်ဒေါသတွေမင်းတို့ယုံရင်ယုံမယုံရင်မယုံနဲ့နော်ငါတို့တိုးလေးပေါက်ခွေးတွေဒီနေ့တော့ငါလည်းခီး Okay, that's not CNN နဲ့သတင်းကိုကြည့်ကြည့်ရအောင် consider pulling back on tariffs, especially on those 10% across the board tariffs. So Donald Trump ka billumyo achi ni ya ma tu ye akun kaot da ku show cha ma le so da ku me ni de bon no. Me ni da. So Donald Trump lu chin da ka akhu tu ro ku akun kaot ni da ka ba le so စပွေးပေါ်မှာငှိနှိုင်းဖွင့်ရအတွက်ခိုးနေတာကွာကဘာကြီးကိုကဲမင်းတို့ကျွန်တော်တို့ကိုအဲ့လောက်ထိခွန်ကောက်လဲကျွန်တော်တို့လည်းပြန်ကောက်မယ်နော်စူပီမ Trump ကလည်းကြင်ညာခဲ့တယ် ူချင်းညာရာကဟိုနိုင်ငံကိုမုန်းလို့ဒီနိုင်ငံကိုပြန်ချတာမျိုးမဟုတ်ဘူးစပွေးပေါ်မှာခိုပြီးမှနှိမ့်နိုင်ဆွေးနွေးချင်တာထရမ့်ကဆိုတော့မေစီယန်ကမေးတယ်မေခွန်းဒါဆိုတော့ထရမ့်ကဘေးချင်းနေရောက်မှပဲသူ့ရဲ့ tariff ကိုနှုတ်ဆုံးမှလည်းစပီမှမင်းနေတယ်ပေါ့နော် President Trump's gonna back off his tariffs. So, Trump got back off, Loma Mobu. Ah, ကုန်လုံး cancel မှာတနည်းအားဖြင့်ပြောရမယ်ဆိုတော့သူချင်ညာပြီးသားအခွင့်ကောင်းကိစ္စကို cancel မှာမဟုတ်ဘူးစီမှာပြန်ဖြေတယ်ပေါ့နော် reordering of global trade ဆိုတော့သူကကဘာကြီးရဲ့ကုန်သွယ်စီမင်းစည်းကမ်းတွေကိုပြန်လည်ပြုတ်ပြင်တာတဲ့နော်ပြန်လည်ပြုတ်ပြင်တာတဲ့ပရိသတ်တော်တော်တဘိုးတဘိုးတဘိုးပေါက်လာတော့မတည်ဘူးအရင်နှောင်းခါတနိုင်ငံနဲ့တနိုင်ငံ trade လုပ်တယ်ဆိုရင်တော့မြတ်တအောင်လုပ်ခဲ့တာ ဒါပေမဲ့အခုခက်ကြီးကလူမဟုတ်ဘူးဆိုတော့ဒွန်နယ်ထရမ့်ကကဘာကြီးရဲ့ကုန်သွယ်ရေးနီးလန်းတွေကိုနီးစနစ်တွေကိုပြန်လည်ပြုပြင်တာဆိုမှပြန်ဖြေတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ရှိတ်ရှိစိတ်ရှိရှိတော့ထားပါတယ်အရန်စိတ်ရှိရှိပါတယ်ဒါပေမဲ့ပရိသတ်တို့တွေ့တဲ့အတိုင်းပါပဲကျွန်တော်ကခင်ဗျားတို့ရှိမှအတက်တင်နဲ့တကွကြီးနဲ့ပြောပြတာကွာနော်အဲ့ဒါကိုကျွန်တော်ကဘာပြီးမှမင်းကဖားပြီးပြောတာလားဘာညာပြောတာအဲ့ဒါတော့ဒါတော်တော်စိတ်တူသွားပြီကွာ let our farmers sell their products, let our ranchers sell their products. Yeah. And, and adversaries alike are looking at everything you're saying right now about whether there's room to negotiate on these tariffs before they announce what they're going to do. What I hear from you is that there isn't room for negotiation. Is that right? You said the president clear, won't back I off. What I said very clearly, the okay. president is not going to back off. he is not going to back off. So tu mane ka chinya tha de osa ko back off lo ma mo bu do Trump ka. Da me tu ka pyu ne. A la so no tu back off lo ma mo bu sin do ba means means lu ra ka di ni nai swin nwe pwin a twet a khan ma shi ro bu su de tabo la so ma pyan me ne. Da me tu ka naw the pyan shin pya la na thaw chi yo. အဲအဲ့ဒါအတီအဲ့ဒါအဓိကအဓိက point လေးကဒါ but country can fake their tariff guys အဲ့ဒါမှမရှင်းတော့ဘူးဆိုတော့ပရိသတ်တို့ကျွန်တော်ဘယ်လိုလုပ်ပြီးရှင်းပြပေးမှာလဲကျွန်တော်လည်းမသိတော့ဘူး Trump ကအခုလိုမျိုးအခွင့်အရေးညာတာကဘာဖြစ်လဲတခြားနိုင်ငံတွေကသူတို့ရဲ့အခွင့်အရေးကို fix ဖို့ပြင်ဆင်ဖို့ Trump ကလိုချင်တာနော် Right. This stuff has got to stop. America's got to stop being exploited. Mm. You're going to see America prosper. And then, and only then, so နိုင်ငံတတော်များများကကျွန်တော်အမေရိကနိုင်ငံကိုအတုံးချတာတဲ့အတုံးချခံတာကျွန်တော်တို့ကိုတဲ့ဆိုတော့အခုကျွန်တော်တို့လူချင်တာကအဲ့ဒီနိုင်ငံတွေကလေသူတို့ရဲ့အခွင့်ကိုရှော့ချပူထရမ်ကလုပ်နေတာတဲ့နော် ဆိုတော့တခြားနိုင်ငံတွေကလည်းကျွန်တော်တို့နိုင်ငံကိုဆက်ဆံတာသူတို့ရဲ့နီးဟန်သူတို့ပုံစံတွေကိုပြောင်းမှဖြစ်တယ်အဲ့ဒါတွေပြောင်းမှသာကျွန်တော်တို့ကစိုက်တယ်ဆိုမှပြောလာတယ်အဲ့ဒါအဓိကကွက်လေးကတာကွာ Trump ကွက်လေးကတာကွာ so country can fake their tariff တခြားနိုင်ငံတွေကလည်းအခုနီကို short ချမှာဘယ်လို Trump က short ချမှာကိုစိတ်ပင်ပန်းတယ်ကွာအရှင်းပြလာလဲစိတ်ပင်ပန်းတယ်ဆိုတော့ခုနပြည်သူတို့မိနေတဲ့အတိုင်းပါပဲအဲသူတို့ရဲ့ data တွေကိုချပြတယ် Dosh ရဲ့ Trump ရဲ့ lay off လုပ်ထားတဲ့ number တွေချပြတယ်။ဆိုတော့လက်ရှိအခြေအနေအလုပ်လက်မဲ့အခြေအနေသူတို့ကချပြထားတယ်။ပြီးတော့အလုပ်အသစ်သူတို့ကယူဆောင်လာခဲ့တဲ့အလုပ်အသစ်တွေပေါ့နော်။ Job creation ပေါ့နော်။ဘယ်လောက်ထိလုပ်နိုင်ခဲ့သူတို့ချပြခဲ့တယ်။ Darwin ကသူတို့ချပြထားတဲ့ဥစ္စာဒါပေမဲ့နောက်ဆုံးကြမှာတော့ပြစ်တတုတ်ကယုံချင်မလား။ဒါမှမဟုတ်လက်ခံမလားမလက်ခံဘူးလား။ပြစ်တတုတ်ရဲ့သဘောပဲ။